အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပြင်ဦးလင်ကပါစာ24တွင်မြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မည်မင်းဆိုင်တုံးစီမံချက်အတွက်ညီအီက60ကျော်သိန်းယူမင်းအောင်လိုက်ဤလူယုံမုံမြင့်ဆွေကကထုတ်အရာရှိဖြစ်လာပြီးနောက်ညီသိန်းယူမှုဖြစ်ပွားတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းပြင်ဦးလင်မြို့နယ်ကျွဲနွားထောက်ကျေးရွာအုပ်စုရှိညီအီက60တသမ32ကျော်ကို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကာပါစ24အတွက်တင်ယူလိုက်ပြီးရင်းမြစ်နေရာမှာမြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မည်မစ်ဆိုင်းတုံးစီမံချက်အတွက်လာရောက်မည်မြောက်ကိုရီးယားပညာရှင်များတဲကိုနိုင်ရေးအဆောင်များစောက်လို့ရန်ဖြစ်ကြောင်းစီဒီအဘူကြီးစင်ရောကပြောဆိုပါရယ်အကြံဖက်မင်းအောင်လိုင်၏လူယုံဖြစ်သောဘူချုံမူမြင့်ဆွေကိုကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်ဒုတိယဘူချုံကြီးရာတို့ဖြင့်တိုးမြင့်ခန့်လိုက်ပြီးနောက်ပြင်ဦးလွင်မြို့နယ်ကာပါစ24အတွက်မြေဧက60ဒသမ32ကိုစတင်သိမ်းယူလာခြင်းဖြစ်ကြောင်း ြည်သူများနေထိုင်သောရွာမြေကိုစစ်တပ်ကလက်နက်ထုတ်လုပ်ဆက်ယုံအတွက်သိမ်းယူခြင်းဖြစ်ပြီးရင်းနေရာတွင်မြောက်ကိုရီးယားပညာရှင်များလာရောက်သည့်အခါတဲခိုရန်အတွက်တဲခိုဆောင်များဆောက်လုပ်ရန်ဖြစ်ကြောင်းသိရှိရပါသည်။ပြင်ဦးလွင်အနီးစခန်းနားမှာတံမင်းကြီးဆက်ယုံရှိတဲ့အဲ့ဒီတံမင်းကြီးဆက်ယုံရဲ့နောက်မှာတင်နန်းချောင်းလေးတစ်ခုရှိတယ်။တင်နန်းချောင်းရဲ့သွတ်စည်းကျိုးရဲ့ဒီဘက်မှာကျွင်းနွားတောင်ဆိုတဲ့ရွက်ွက်ရွာလေးရှိတယ်။အဲ့ဒီရွာကမြေကိုသိမ်းတဲ့အနေထားမျိုးပဲဗျာ။ ညီအစ်က60သိန်းထဲဆိုတော့ဆက်ယုံအတွက်တော့မဟုတ်ဘူးဗျ။ဘာဖြစ်မလဲဆိုတော့မြောက်ကိုရီးယားနဲ့အလုံးလုံးမဲ့ဆက်ယုံကပ္ပစာ24ဆိုတာကတာရုပစ်တာလက်ပစ် လောင်စာအခဲနဲ့ပစ်တယ်မြစ်ဆိုင်ဆက်ယုံ။ဒါပေမဲ့ဦးသိန်းစိန်လက်ထက်ကလေးကစပြီးတော့အနောက်နိုင်ငံတွေနဲ့ပြိပခါဖြစ်မှာဆိုလို့ဆိုပြီးရှက်လိုက်ရတာ။အဲ့ဒါကိုပြန်ဆမဲ့သဘောပဲ။ဒါပေမဲ့အစ်က60နဲ့ကဘာမှလုပ်လို့မရဘူး။မြောက်ကိုရီးယားတွေလာရင်ဂျာစကန် guest house လိုမျိုးရှိတာလိုမျိုးလုပ်မယ်အနေထားမျိုးလိုပဲမှန်းဆရပါတယ်ဟု CDM ဘူကြီးစင်ရောကပြောဆိုပါတယ်။အဆိုပါမြေသိမ်းမှုမှာမင်းအောင်လိုင်လူယုံဘူကျုံမိုးမြင့်ဆွေစက်တင်ဘာလ23ရက်နေ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာပြီးနောက်ပထမဆုံးသိမ်းယူသောမြေသိမ်းမှုအဖြစ်မှတ်တမ်းဝင်သွားပြီးကမ္ဘာကစောင့်ကြည့်နေသောမြောက်ကိုရီးယားနှင့်ပူးပေါင်းကောင်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်ပြီးသဘောဟုဆိုနိုင်ကြောင်း CDM ဘူကြီးစင်ရောကဆက်လက်ပြောဆိုပါတယ်။ ဒီမြေသိမ်းမှုကမိုးမြင့်ဆွေလက်ထက်မှာဆဆလာခြင်းရောက်ရောက်ချင်းစောင့်နေထွင်ဆိုတဲ့ပုံစံမျိုးနဲ့စပြီးသိမ်းလိုက်တာပေါ့ကပ္ပစာ24ရဲ့လုပ်ငန်းမြောက်ကိုရီးယားနဲ့စတဲ့လုပ်ငန်းတွေရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်ပြီးလည်ပတ်တော့မယ်လို့တော့မှန်းဆရတယ်။မြေသိမ်းရမှာအခမဲ့လွှဲပြောင်းနေဆိုတော့ပြည်သူပိုင်မြေတော့မဟုတ်ဘူး။အဲ့ဒီဘက်ကျိုးဝိုင်းလာကျိုးပြင်လာဓမ္မဦးချမြေလာတခုခုပေါ်ဟု၎င်းကဆက်လက်ရှင်းပြပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်စစ်တပ်ကရုရှားမြောက်ကိုရီးယားတရုတ်နိုင်ငံတို့နဲ့ပုံမှုထိတွေ့ဆက်ဆံလာပြီးအထူးသဖြင့်အဆိုပါနိုင်ငံများမှစစ်လက်နက်ပစ္စည်းများနှင့်ဤပညာများကိုပုံမှုရယူနိုင်ရေးကြိုးပမ်းလာသည်ကိုမြင်တွေ့ရသည်စက်တင်ဘာလ26ရက်နေ့ကမြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုတွင်ပါဝင်ပတ်သက်နေသောလူပုဂ္ဂိုလ်5ဦးနှင့်ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးရှင်းသူအရေးယူခံရသူများတွင်မြန်မာစစ်တပ်အတွက်လက်နက်များဝယ်ယူပေးနေသော Ryan Shoring Company ကုမ္ပဏီဝန်ထမ်းကျော်သူမျိုးမြင်ကုမ္ပဏီ CEO အမှုဆောင်အရာရှိချုပ်တင်မျိုးအောင် Ryan Shoring Company Director အောင်ကိုကိုဦးတို့ကိုအမေရိကန်ကစီးပွားရေးတန်ခတ်အရေးယူမှုချမှတ်ခဲ့သည်ဆက်လက်ပြီးလောင်လုံးမျိုးပေါ်ရှိစစ်တပ်တပ်ဆွဲထားသောထွေးအုပ်ယုံနှင့်လူဝင်မှုကြီးကြပ်ရေးယုံကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုသိမ်းဆုပ်မှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် တနင်္သာရီတိုင်းနောင်လုံးမြို့ပေါ်ရှိအကြံဖက်စစ်တပ်တပ်ဆွဲထားသောထွေအုပ်ယုံနှင့်လူဝင်မှုကြီးကြပ်ရေးယုံကိုပြပြိုင်နေဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်းကမ်ဘောက်ဒီဖရန့်ဖို့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်စက်တင်ဘာလ30ရက်နေ့နနက်6:30နာရီ30မိနစ်ခန့်တွင်နောင်လုံးမြို့ပေါ်၌အကြံဖက်စစ်တပ်ကအင်အား80ခန့်ဖြင့်တပ်ဆွဲထားသောထွေအုပ်ယုံနှင့်လူဝင်မှုကြီးကြပ်ရေးယုံကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့ကပြပြိုင်နေဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ဟိုထိတွေ့တိုက်ပွဲသည်နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော့လေအရေးအတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။လောင်လုံးမြို့ပေါ်မှာစစ်ခွေးအင်အား80ခန့်နဲ့တပ်ဆွဲထားတဲ့ထွေအုပ်ယုံနဲ့လူဝင်မှုကြီးကြပ်ရေးယုံကိုကျွန်တော်တို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကခပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကြာချိန်ကတော့နှစ်နာရီခန့်ကြာမြင့်ခဲ့တယ်။ဝင်ရောက်ပြစ်ခတ်ချိန်အတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိတယ်။အရေးအထွက်အသေးစိတ်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟုကမ်ပေါ့ဒစ်ဖရာဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းသော KPDF ဒေါနာတက်ခွဲခွနဲ့ LPF ဖက်ဒရယ်ဒူဝန်ကျဲတက်ခွဲ FPF ဂျဝဲခရိုင်ပြည်သူ့ကောက်ခွဲရေးတပ်ဦး DDPDF ရှာမညမွန်တက်တော် RMA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လည်ရေးပူးပေါင်းတက်ခွဲဘက်မှရဲဘော်နှုတ်ဦးထိခိုက်တံရန်ရရှိခဲ့ကြောင်းသိရပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။